သိန်းတစ်ထောင်နဲ့တရာအိမ်ရောခြံရောအနေထားလေးကျွန်တော်ပြမယ်ဒါကကျွန်တော်တို့တောင်ကလေးလိုနေရာမျိုးဖြစ်ပါတယ်တောင်ကလေးမှာအရန်စီကားနေပြီကျွန်တော်တို့လှဲဘိန်းလန်းထဲဝင်လိုက်လန်းအဆုံးနှိသွားလိုက်အဆုံးဆုံးနှိမဲ့သွားချင်းလဲရတယ်ဗျာပြောရမယ်ဆိုလို့ရှင်ဒီလန်းကနေကြွေလိုက်လေရတယ်ဒါပေမဲ့အဆုံးနှိသွားလိုက်လန်းဖို့ရှင်းတယ်ဗျာနော်နောက်ပြီးတော့ထပ်ညာဘက်ခြံကိုထပ်ကြွေလိုက်ဒီလိုမျိုးနေရာအနေထားရောက်မယ်ဒါကကျွန်တော်တို့တောင်ကလေးဆိုတဲ့အနေထားမျိုးမှာအမဒီရွာဘယ်လိုခေါ်လဲတဝဲတဝဲအောင်တဝဲအောင် တဝဲအန်တဝဲအန်ရွာအဲဆိုတော့ကျွန်တော်ဒီအိမ်လေးကိုလက်ရှိစောင့်နေတာအနေထားလေးကိုကျွန်တော်ပြပေးမယ်နော်ခြံရောအိမ်ရောအပီစီအပ်ထားတာဖြစ်ပါတယ်ဆိုတော့မှချက်တာကြီး floor plan လေးကိုကျွန်တော်ပြမယ်ဒီအိမ်လေးကိုဝင်လာမယ်ဆိုလို့ရှိရင်ဒီမှာ particle လေးရှိမယ်ခုံလေးပါလေးခင်းပါနော်ဖနက်ချွတ်တဲ့နေရာရှိမယ်ဝင်သွားမယ်ဧည့်ခံရောက်မယ်နော်ဆိုတော့ဧည့်ခံရဲ့ဘယ်ဘက်ခြံမှာဆိုလို့ရှိရင်ကျွန်တော်တို့ဧည့်ခံတစ်ခန်းရှိမယ်သူက you you single room ပဲအာနောက်ပြီးတော့ဒီမှာဖျားခံတစ်ခန်းရှိမယ်ပေါ့နော်ဖျားစင်လေးပါလေး ဲ့တော့ကျွန်တော်ထပ်ဝင်သွားမယ်ဆိုလို့ရှိရင်ဒီဘယ်ရောညာရောမှာအိတ်ခံတခန်းစီရှိမယ်နောက်ပြီးတော့ကျွန်တော်ဒီဘက်ခြံထပ်ဝင်သွားမယ်ဆိုလို့ရှိရင်ဒီဘက်ခြံမှာအိတ်ခံပဲလှုပ်လှုပ်အာဒီထမင်းစာခံပဲလှုပ်လှုပ်ပေါ့နော်မိဖို့ကြောင့်ပဲလှုပ်လှုပ်အဆင်ပြေတယ်ဆိုတဲ့အနေထားလေးတခုရှိမယ်မိရဒီဘက်ခြံမှာထပ်ရှိသေးတော့ဒီဘက်ခြံမှာဘာထပ်လှုပ်ရှင်လဲထပ်လှုပ်လို့ရတယ်ဒီဘက်ခြံမှာဆိုလို့ရှိရင်ရေချိုးခန်းရှိမယ်၊ toilet ရှိမယ်၊နောက်ပြီးတော့အနောက်ဘက်ခြံကိုဆင်းသွားတဲ့အပေါက်လေးတစ်ပေါက်ရှိမယ်။ဒီတော့ဒီကောင်လေးက ဧကံလည်းပါတယ်ဖရာကံလည်းပါတယ်အိတ်ခံ၄ခန်းတော့ပါတယ်နောက်ပြီးတော့ရေချိုးကံတခန်းအိမ်သာတခန်းသီးသန့်စီပါတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒီလိုမျိုးအိမ်ပုံလေးထွက်လာမယ်ပေါ့ဗျာဒါကမိတ်ဆွေတို့အချိန်၄လာစောက်မယ်ဆိုလို့ရှင်တောင်ကလေးလိုနေရာမျိုးမှာကျွန်တော်မီးမှန်တဲ့နေရာအနေထားလေးမှာဆိုရင်ဖြစ်အိမ်ရောခြံရောအပီစီတိန်တထောင်နဲ့တရာရမှာဖြစ်ပါတယ်ခြံအကျင်ရောညနေစာပေ40အနောက်ပေ80ဖြစ်ပါတယ်ဆိုတော့ကဒီနေ့ကတော့ ဟောချွင်းချက်အနေနဲ့ပေါ့နော်ကျွန်တော်ခြံလေးကမျက်နှာစာလေးကလမ်းလေးကြွေသွားတော့မျက်နှာစာကားသွားတယ်ဆိုတော့မျက်နှာစာပိတရာရမယ်မျက်နှာစာကိုပိတရာအနောက်85ပြီတီတိုးလို့ရတယ်ဆိုတဲ့အနေထားလေးတစ်ခုမှာဒီခြံရဲ့တကွအကျော်ပေါ့နော်အဲ့လိုမျိုးအနေထားလေးကိုကျွန်တော်ဒီနေ့ကပြပေးမှာဖြစ်ပါတယ်ပြီးတော့ချက်သွားကြည့်မယ်ဈေးနှုန်းလေးပြောမယ်ဈေးနှုန်းလေးက3600 3600ဟိုမှာဒါက ကိုအနေနဲ့ပေါ့နော်ဟောပါပါလေးထက်ရှော့ပေးမယ်အပြင်ကိုမှာကိုအနေနဲ့ပွဲစားလုပ်မယ်ဆိုလို့ရှင်3%ပေးမယ်အဲ့လိုမျိုးနေထားလေးမှာချက်ကြည့်မယ်နော်ဆိုတော့ကကျွန်တော်ဒါကကျွန်တော်ကတောင်တရားအမတရားကိုလာပြပေးတာသူကဟိုမှာဟိုမှာပြသွားဟိုဟိုဝေထီရောက်သွားပြီသူကခြံရောင်းမယ်ဆိုတော့သူအစ်ကိုသူရောင်းပေးမယ်ဆိုတော့ကျွန်တော်လာပြပေးတာလာပြပေးရင်လည်းကျွန်တော်မိတ်ဆွေထဲမှာလည်း အဲအဲ့လိုမျိုးဂျိုးဒူဘာညာလှုပ်ရှင်နေဒါအမောရှင်ဒီ channel လေးကိုပွဲစားလှုပ်ရှင်နေဆိုလို့ရှင်ရတယ်ဒီဘက် channel လေးမှာကခြံသေးတွေကကျွန်တော်စုံစမ်းပြီးွားပြီးမျက်နှာစာပေ40မပြည့်ဘူးဗျာအနောက်ပေ100လောက်ထိတော့ရှိတယ်ဈေးနှုန်းက390လောက်ခေါ်ကြတယ်ဆိုတော့ဒီ channel လေးကဘာပဲပြောပြောကိုယ်အနေနဲ့မျက်နှာစာဗျာတောင်လေးလိုနေရာမျိုးမှာဥယျာဉ်ခြံမြေစစ်စစ်ရမယ်ရွာမြေစစ်စစ်ဖြစ်တယ် ဆိုတော့ဘာအရှုပ်ရှင်မှမရှိဘူးเนาะမလန်းကလည်းကြယ်ကြီးပဲမျက်နှာစာပိတရာရှိုးလိုက်ဗျာဒီမှာကြီးလိုက်တရာကြယ်ကြီးပဲ whole ထိတ်ကြီးအနောက်ကိုကျွန်တော်တို့85ပဲတခြားရှိုးလာတခြားရှိုးเนาะဆိုတော့ကဒီလိုမျိုးနေထားလေးမှာ မျက်နှာစာပေတရာအနောက်85ပေအိမ်နေပါတွေပါလာဆောက်ခိုင်းလဲဆိုလာဆောက်ပေးမယ်เนาะအဲ့လိုမျိုးနေထားလေးဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးနေထားလေးမှာမျက်နှာစာပေတရာအနောက်85ပေအနောက်ပိတ်ပြန်ပြောမယ်เนาะအနောက်ပိတ်ရတော့ပေ80ပဲရှိမယ်မျက်နှာစာပေတရာရှိတော့လဲအနောက်ပိတ်ရတော့ပေ80ပဲရှိမယ်ဆိုတော့ဒီလိုမျိုးနေထားလေးက3600ဖြစ်ပါတယ်3600ကိုမှဒါကအကျိုးဆောင် လုပ်မယ်ဆိုလို့ရှိရင်3%ထုတ်ပေးမယ် ပိုင်ရှင်ဓာတ်ရိုက်ဝယ်မယ်ဆိုလို့ရှိရင်ငွေပြန်အမ်းပေးမယ်ဆိုတော့ဒီလိုမျိုးနေထားလေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဒါကရှာရှာပါပါလေးနဲ့ကွက်ကြံလေးဖြစ်ပါကြောင်းကျေးဇူးတင်ပါတယ်